ဝက်သည်အိမ်မောကြနေသည်သုံးရတာကာလအတွင်းပထမဦးဆုံးအကျိနစ်နစ်ချိုက်ချိုက်အိပ်ပျော်နေခြင်းဖြစ်၏သူဤဟောက်တန်ကိုပင်ကြားနေရသည်ရော့ဘတ်သည်ဝက်အောင်မနူးတော့ပဲသမားကျန်းစာရဲမှစာတပိုက်ကိုသူကိုယ်တိုင်ရွတ်လိုက်သည်ထို့နောက်သူနှစ်စလော့ကားတို့သည်ပြန်လာခဲ့ကြလေသည်ငါဖျောင်းတိုက်ကိုနှစ်တလက်မှအထိထွန်းထားပေးမယ်ငါတို့စိတ်သက်တက်ကြွလာအောင်လို့လုပ်ပေးတာဟုတ်ရော့ဘတ်ကပြောသည် ဖက်ထရီဒီသည်နောက်တစ်ချီငိုပြန်သည်သူသည် တေချင်းကိုဒုတိယကျိန်းမြင်ရပြန်ခြင်းဖြစ်၏တို့တော်လဲသူစိတ်သည်တေချင်းကိုမြင်နိုင်ခံနိုင်ရမရှိရောဘတ်သည်သူ့လက်တစ်ဖက်ဖြင့်ဖက်အားဖက်ထားသည်ဒီတခါငါမင်းကိုအလုပ်တစ်ခုပေးရမယ်ကြောက်ခဲထုတဲ့အလုပ်ကိုဝေလုတ်ကွာဖက်ကကောင်းခါသည်ကျွန်တော်အမေစီစာရေးချင်တယ်ဟုတ်ပြောသည်ကောင်းပြီကွာရေးရမယ်ဟုတ်ရောဘတ်ကပြန်ပြောသည်ငါမှခဲနေရှိတယ်ဟေး စာရွက်ဘသူစီမှာပါတယ်လေတူရက်လောက်ပေးကြစမ်းပါ냅ဆော့လေးထန်တွင်ကြောက်မိသွေးတန်ခွက်စင်ရဲ့မှတ်တော့စာအုပ်ကလေးတအုပ်ပါသည်သူကစာအုပ်ကိုရောဘတ်အားလှမ်းပေးသည်ရောဘတ်ကစာရွက်နှစ်ရက်ကိုဆုပ်ယူပြီးစာရွက်များကိုမတ်စုစာအုပ်ပေါ်တွင်တင်ပြီးသူခဲရန်နှင့်ထက်ကဖက်အားလှမ်းပေးသည်ဖက်သည်စာရွက်ကိုလှမ်းယူသည်သူသည်ကျွန်တော်ချစ်တော်အမေဟုစာရေးသည်ထို့နောက်ရက်လေးပြန်သည် ူသည်နောက်တစ်ချိန်ထက်၍ကျွန်တော်ချစ်သောအမေဟုရေးပြန်သည်ထို့နောက်ရန်နေပြန်သည် သူရင်းထားသည့်စာကြောင်းများကိုဖတ်နေသည်ထို့နောက်သူသည်ရှိုက်ကြီးတငယ်ငိုပြန်သည်တကယ်တော့ဖတ်သည်အသက်15နှစ်မြောက်သာ ရှိသေးသည်မဟုတ်ပါလားဖယောင်းတိုင်သည် တလက်မှပြည့်သွားသဖြင့်စာဆက်ရေး၍မရတော့ထို့အခါကြောင့်မှပင်ဖတ်သည်စိတ်သက်သာရာရသွန်းဟန်ရှိသည်ရောဘတ်ကစာအုပ်နှင့်ခဲရန်ကိုပြန်ယူသည် စာအုပ်ပေါ်မှစာရွက်ကိုတစ်ချက်ငုတ်ကြည့်ပြီးအားလုံးကိုအိတ်ကပ်ထဲသို့ထည့်ထားလိုက်သည် သူသည်ဖက်အားထပ်ဖက်ထားသည်ခဏမြအကြာတွင်ဖက်သည်သူ့လက်ပေါ်မှပင်အိတ်ပြောသွားလေသည်ရော့ဘတ်ကိုယ်တိုင်လည်းနိုင်မြင့်လျက်ရှိသည်အချိန်သည် တဖြည်းဖြည်းချင်းကုန်လုံးလျက်ရှိသည် သူသည်ဖြတ်ခနဲလှန်လို့လာသည် အမောင်တို့နှင့်တိတ်ဆိတ်ချင်းသားလျင်မင်းမူလျက်ရှိသည် သူသည်ချောင်းအဆက်မပြတ်ဆိုးလာသည် သူဆိုးနေကြချောင်းဖြစ်သည်သူဤ ရေဆုံနေသောအဝတ်များသည်ကိုပေါ်မှာပင်၆တွေ့ကုန်သည်ဤအဖြစ်သည်သူ့အတွက်ကောင်းသည်မဟုတ်ငါဒီကလွတ်သွားလို့ပြန်ရောက်ရင်တော့ဒီချောင်းကငါ့ကိုဒုက္ခပေးအောင်တော့မှာပဲဟုတ်တွေးမိသည်အခုလောက်ဆိုရင်ငါတို့ကိုကင်မဲ့သူတွေကငါတို့နဲ့ဝေးတော်မယ်မထင်ပါဘူးမကြခင်ရောက်လာတော့မှာပါဟုတ်လဲတွေးမိသည်အဖေဒီနေ့ဘာနေ့လဲဟင်ဟုတ်ဟူကြီးကမေးပြန်သည်ငါ မပြောတတ်ဘူးသားဟုတ်ရော့ဘတ်ကဖြေသည်ဒါပေမဲ့အဖေဟာဒီနေ့ကဘာနဲ့ဖြစ်နိုင်မလဲအဖေမပြောတတ်တာအမှန်ပဲသားဟုတ်ရော့ဘတ်ကထပ်ဖြေသည်အဖေဟာဘလုံးပွေးရှိတယ်အဖေရဲ့ဘလို့လောက်ကြောင်လဲယူနိုက်တက်အသင်းအဖေရဲ့ကျွန်တော်ကစားရမှာကယူနိုက်တက်အသင်းမြောက်စနေနေ့ကိုပြန်ရောက်ကြရင်တိတ်ကောင်းမှာပဲကျွန်တော်အဲ့ဒီနေ့ကိုပြန်ရောက်ချင်တယ်အဖေဟာ ဘလို့ပဲလှုပ်ရလှုပ်ရဟူကီဤအတန်သေးတိမ်ဝင်သွားသည်သူ့တကူလုံးသည်တပိတ်တိတ်လှုပ်လျက်ရှိသည်သူ စနေနေ့ပြန်ရောက်မှဖြစ်မည် စနေနေ့ပြန်ရောက်မှ စနေနေ့စနေနေ့စနေနေ့ဆိုရင်နောက်တရက်သည် တနင်္ဂနွေနေ့ထိုးနေ့ညနေဆိုရင်ဆလတ်ကားသည်အိမ်ရောက်မှလှန်တို့လာသည်ငါမက်နေတဲ့အိမ်မက်ကဘလို့အိမ်မက်ပါလေကွာစားလိုက်တာ ်ဘီယာသာတောက်လိုက်ရရင်ငါစာမမဟုတ်တော့ဘူးငါအခုတောက်ချင်နေတာဘီယာပဲအိုးငါဘာတွေတွေးနေပြီပါလဲငါအရက်မတောက်တော့ဘူးလို့ကတိပေးထားတယ်မဟုတ်လားဖယားသခင်ကသူ့ကိုဒီနေရာကနေလွတ်မြောက်အောင်လှုပ်ပေးနိုင်ရင်သိကောင်းပါပဲဖယားသခင်ရေတပည့်တော်တို့ကိုကူညီပါကူညီပါသူတို့လူစုထဲမှာဒုတိယတေသူမှာဘိတ်နက်ဖြစ်သည် တတရသေသောသူမှာဘင်းနဲ့သေးပြီး6နာရီအကြာတွင်သေသည့် set quarter သူတို့နေရောက်အလုတ်တွဲလုလာခဲ့ကြသည်မှာ14နှစ်နီးပါးမျှရှိခဲ့ပြီးလူချင်းလဲအလွန်ပင်ရင်းနှီးသူများဖြစ်၏ဤ14နှစ်တာကာလအတွင်းသူတို့သည် အလုတ်အတူတူလှုပ်ခဲ့ကြသည်အရက်အတူတူတက်ခဲ့ကြသည်ကစားစရာပေါ်လာရင်လဲအတူတူကစားကြသည် အခုသေတော့လဲအတူတူတေးကြသည်ဟုပင်ပြောရမလို့ဖြစ်ခဲ့ရသည် သူတို့နှစ်ယောက်တွင်ဘင်းနှစ်သည်အလွန်စကားနေသည်ဆတ်ကော်တောသည်ဘင်းနှစ်သည်သည်ကိုသိသည်သူတေတော့မြည်အဖြစ်ကိုလည်းသူသိသည်ကျွန်တော်မသိချင်သေးပါဘူးဗျာကျွန်တော်ဟာငယ်ပါသေးတယ်ကျွန်တော်မယားကလည်းငငယ်လေးပဲရှိသေးတာကျွန်တော်မသိချင်ဘူးဗျာဟုတွတ်တွတ်ပြောရင်သိဆုံးသွားခဲ့ရခြင်းဖြစ်လေသည်လူတိုင်းသည်အာအင်ချိနေနေကြပြီဖြစ်၍ ဘင်းနှစ်နဲ့ဆက်ကော်တာတို့၏အလောင်းများကိုပင်မသိနိုင်ကြတော့ထို့အပြင်လည်းရောဘတ်ထန်သွင်းမိချစ်ဆက်နှစ်ဆက်နှင့်ဖျောင်းတိုင်အတူကလေးတစ်ခုမြသာရှိတော်သည်သူသိမ်းထားသည့်ချူချင်းနောက်ဆုံးအလုံးကိုလည်းဖက်ရီဒီအာပေးလိုက်ပြီးဖျားသခင်သည်သူ့တို့အားကဲတင်မည်ဆိုပါကမြင်မြန်ကဲတင်ပါမှသာဖြစ်ပေတော်မည်ဖျားသခင်သည်ကဲတင်မည်သူများအားမိမိတို့ထံဆီလွတ်မည်ဆိုပါကအမြန်ဆုံးဆီလွတ်မှသာမိမိတို့ အသက်ချမ်းသာရာရဖို့ရှိသည်မဟုတ်ပါတော့အခုဆိုရင်သူတို့သည်လဲနေရမှ လုံးဝမထနိုင်ကြတော့တနေရာမှတနေရာသို့ရွှေ့ဖို့ပဲမလွယ်တော့လဲလျောင်းနေရင်မှပင် ရောဘတ်သည်စစ်ကူးတစ်ခုရလာသည် ထိုစစ်ကူးအရာသူသည်သူ့လူတဦးချင်းစီဤနမည်ကို သုံးချိန်တိတိခေါ်ကြည့်သည်တတိယအချိန်ခေါ်သည်အထိထူးတယ်မကြားရရင်သွားပြီဟုသူယူဆသည် နက်ဆော့ပလေးထက်မှထူတန်ကိုမကြားရတော့ပေ။ဟာရီဘရစ်ကဲ့သို့ပင်ငင်းငင်းသားသားနှင့်တိတ်ဆုံသွားခြင်းဖြစ်ပေလိမ့်မည်။နက်တီစိတ်ပျော့သူဖြစ်တော်လေ။တေးသည့်အခါဘယ်သူကမှဒုက္ခပေးမသွားချေ။သူ့ထက်မှညီညူတန်ကိုပင် မကြားရပေ။ထို့နောက်ရော့ဘတ်အေခေါ်တန်ကိုပြန်မထူးနိုင်သူမှာဆွီမက်ဆာဆွေတေဆုံးပြီးမကြမီမှာပင်ဝက်တေစိတ်နောက်သွားသည် သူသည် အခြားသူများကဲ့သို့ပင် ငိမ့်စိတ်နေရာမှရုတ်တရက်ထရရလိုက်သည်သူသည်အပေါင်းတို့ရဲ့တွင်ဆက်၍ရန်နေသည်ထိုင်နေသူအလုံးသည်ဝက်စိတ်ဖောက်ပြန်သွားသည်ကိုသိနေကြသည်ကျွန်တော်သူတို့ကိုမြင်နေရပြီနတ်သားနတ်သမီးတွေဖယားသခင်ရဲ့ရှေ့မှာရပ်နေကြတယ်သူတို့ရဲ့ခရယာပုတ်တန်တွေကိုလည်းကြားနေရပြီပထမတွင် သူတို့အားလုံးသည် web ၏စကားများကိုမချားချင်ဟန်ဆောင်နေကြသည် web ကတော့ သူပြောချင်တာများကိုဆက်ပြောနေသည်ကျွန်တော်သူတို့မဟုတ်တဲ့ခရီးသည်တွေကိုကြားနေရတယ်ဆလောက်ကားကဒုက္ခပါပဲလားမင်းပစက်ကိုပိတ်ထားစမှာငါလူရဲ့ဟုတ်လှမ်းပြောသည် ဝက်ကတော့တားရွေမရ ပထမနှစ်သားကခရီးသည်ပေးတယ်လေဒုတိယနှစ်သားကလည်းပေးတယ်တောင်တန်းကြီးတွေပေါ်မှာမီးတွေလောက်နေတယ်ပင်လယ်ပြင်ပေါ်မှာသွေးတွေ လွှမ်းနေတယ်။ရေမရှိဘူး။သွေးပဲရှိတယ်။ကျွန်တော်တို့ကိုဒီနေရာရောက်အောင်ပို့တာဟာရေမဟုတ်ဘူး။သွေး။သွေး။စွတ်ကားဒီလဲနေရမှထထိုင်သည်။ဟေကောဝက်ဖျားသခင်ကိုချစ်ခင်နေဆိုရင်တော်ပါတော့ကွာ။ငါနားမထောက်ချင်တော့ဘူး။ဟုတ်ပြောသည်။ဝက်ကတော့တား၍မရ။သူပြောချင်သည်များကိုဆက်ပြောနေသည်။ကျွန်တော်တို့ဟာ လူလောဘရဲ့ချိန်မုန်းခြင်းကိုခံနေရတာပါပြစ်စမမြောက်နှစ်သားနဲ့နောက်ကျဲတဲ့ဘွယ်ဟာကြောက်မိသွေးတွင်းထဲကိုဆင်းလာကြတယ်ကြောက်မိသွေးတွင်းထဲကမိခိုးငွေတွေထွက်လာတယ်ကျွန်တော်တို့အာဟာဟာလုံးကြောက်မိသွေးတွင်းထဲမှာရောက်နေကြတယ်အပြစ်တင်ဟာကျွန်တော်တို့ကိုဒီနေရန်ရောက်အောင်လုပ်ခဲ့တဲ့သူတွေအပေါ်မှာကြောက်ရောက်ပါလိမ့်မယ်ကျွန်တော်မြင်နေရပါတယ်ကျွန်တော်ဟာ paradise ကြောက်မိသွေးတွင်းထဲမှာ အချားမြင်ရတဲ့ပုံကိုတူးပါခမညာဝက်တယောက်စိတ်နှောက်သွားပြီဟုသိနေသောရောဘတ်ကထိုင်မှာငါလူရေဟုချော့ချော့မော့မော့ပြောသည်ကဲကွာထိုင်မှာတို့ကိုကေစင်မဲ့သူတွေဟာမကြခင်မှာပဲရောက်လာတော့မှာပါသူတို့ရောက်အလာကိုအေးအေးဆေးဆေးထိုင်ပြီးဆောင်ပါကွာတိတ်အကြကြီးမဆောင်ရတော့ပါဘူးဝက်ကတော့သူ့စကားကိုမယက်ပြောမြဲတိုင်းဆက်ပြောနေသည် သူ့အတန်းသည်တိုးရောင်မှကျဲလာသည်သူ့အော်တန်းသည်ပဲ့တင်ထလာနေသည်သူ့အော်ဟစ်မှုအရှင်ဖြင့်သူတို့အထက်မှခေါင်းပိုးသည်ပင်လင်တသိမ့်သိမ့်တုန်လာနေသည်ဟုထင်မိကြလေသည်ဒုက္ခပါပဲလားနော်ဟုတ်စလော့ကားကညီသည်ငါသူ့အတန်းကိုမချချင်တော့ဘူးသူသည်အရှိတူတိုးသွားပြီးဝက်အားသူ့လက်များဖြင့်ဆန့်ကျင်သည်ဝက်ကတော့စကားဆက်ပြောနေစေ အခုဆိုရင်တော့တတိယမြောက်နှစ်သားဟာသူ့စကားမဆုံးခင် slot ကသည် web e ခြေမျက်စိကိုစုပ်ကိုင်းကဆွဲလဲလိုက်သည် web သည်လဲကျသွားသည်သို့တော်လဲသူ့ပါဇက်ကတော့အော်ဟစ်နေစေကျွန်တော်လူတွေရဲ့လောဘနဲ့အယူထမှုကိုမြင်နေရတယ်ငွေပဲငွေပဲငွေငွေငွေအဲ့ဒီငွေကြောင့်ကျွန်တော်တို့လူသားတွေအားလုံးဟာ ချိန်ပုံခံနေကြရပါတယ်အသက်ခံနေကြရပါတယ်ဟောအမြင်ကနေပြီးရေးကြမလာဘူးတွေးတွေပဲကြလာနေတယ်သူအသက်တည်ဖြည်းဖြည်းချင်းကုန်တော်သည်ထို့နောက်ငြိမ်ကျသွားသည်သူ့ထံမှငိုတန်ကြရသည်ထို့နောက်တွင်မူဂျေဆပ်ဝတ်သည်အသက်ပြောက်သွားသည်အချိန်သည်ဖြည်းဖြည်းချင်းကုန်တော်သည်ရောဘတ်သည်ပက်ထရီတီအာရေတခွက်တိုက်သည်ဖက်သည် တိယတစ်ချက်မရတစ်ချက်ဖြစ်နေသည်ဖရာသခင်ရေလာမဖြစ်လေလာပါတော့ဟုတ်စလော့ကားကရေရွတ်သည် သူသည်ကြောက်တုံတုံကိုကောက်ယူကကြောက်ခဲကြီးတုံကိုထုသည်သို့တော်လဲအာအင်ကချိနဲ့လုံးတစ်ဖြစ် ကြာကြာမထုနိုင်ပေသူ့လက်ထဲမှကြောက်ခဲသည်လှုပ်ချသွားသည် သူသည် သူ့လက်ပင်ကိုစုပ်ကိုင်းကညှို့ညူလျက်ရှိသည်ထို့နောက်သူသည်လဲကျသွားပြီးနောက်ထပ်လှူရှာသည်ကိုမမြင်ရတော့ပေ မကြမီတည်ဆုံးသူမှာ Patrick ဖြစ်၏သူသည် Robert A. ရင်ခွင်ပေါ်ကောင်းတင်၍တည်ဆုံးသွားရခြင်းဖြစ်သည်မိမိ၏ရင်ခွင်ထဲတွင်ကောင်းတင်၍တည်ဆုံးသွားသောနှုတ်ဆုတ်ကလေးတစ်ယောက်နှင့်တူလာစေသည် ထို့နောက်တွင် Robert သည် လူတဦးချင်းစီ၏နာမည်များကို ခေါ်သည်မိသူ၏အတန်ကိုမှမကြားရတော့ချေထို့အခါ Robert သည်သူ့သားအားလှမ်းပြောသည်မင်းနဲ့ငါနဲ့ပဲကျွန်တော်ရေဟုတ်ကဲ့ ဟုကေခါမူဒီနေ့ဘာနေလဲအဖေဟုမေးသည်ပြီးတော့ကျွန်တော်ရေတခွက်လောက်တောက်ချင်လိုက်တာအဖေဒါပေမဲ့ကျွန်တော်ကြောင့်ပြဿနာမဖြစ်စေချင်ဘူးဟုပြောသည်ရောဘတ်ကသူ့သားအတွက်ကြောင်မေးသွေးတွင်းထဲမှရေတခွက်ကိုခတ်တိုက်သည်ဂျေဆုတင်လိုက်တာအဖေဟုဟူဂီကပြောသည်သူသည်အတန်ကြာမျှငြိမ်စိတ်ကစဉ်းစားနေသည်အလုံး ကိစ္စပြီးသွားပါပြီအဖေရေဟုတ်ပြောသည်သူတို့ကကျွန်တော်ကိုနောက်တစ်ကြိမ်ထပ်ပြီးအခွင့်အရေးပေးတော့မယ်မဟုတ်ဘူးအဖေရေဒီလိုတော့မဟုတ်ပါဘူးဟုတ်ကြီးရေဟုတ်ရောဘတ်ကဆက်ပြောသည်ကျွန်တော်အဲ့ဒီအသည်မှာဘောလုံးကစားချင်လိုက်တာအဖေရေအဖေသိပါတယ်သားရေရောဘတ်သည်မျိုးလင့်ချက်အားလုံးကိုစွန့်လွတ်လိုက်ပြီးဖြစ်သည်သူသည်နာမည်ကိုမကြာခဏဆွင့်၍နားထောင်သည် လူတန်သူတန်ဆို၍လုံးဝမကြားရသူတို့အနေဖြင့်တခြားနေရာတစ်ခုခုကိုမား၍ရှာနေကြသလားသူမကတော့ညှို့လင့်ချက်ဟု၍တစက်မှမရှိတော့သူသည်သူ့ရင်ခွင်ကိုမှီ၍အသက်ပြောင်နေသောဖက်ဒရီတီအလောင်းကိုညေပေါ်သို့ခြားထားလိုက်သည်သူသည်သူ့သားဤပခုံးကိုတရွတရဖက်ထားလိုက်သည်သူသည်ဟူကြီးအပေါ်၌ချစ်ခင်မှုကိုအပြည့်အဝမပေးခဲ့ဟူကြီးသည်သူနှင့်အလွန်တူသောသားဖြစ်၏ ဟူကီသည်စကားနေသည်ဖာတိဖာသာနေတတ်သည်သူသည်ဟူကီအားဟူကီချိနလအောင်မချစ်ခဲ့ဟုထင်မိလေသည်သူသည်ဟူကီအားစကားပြောရန်ကြိုးစားတော်လဲမယသူသည်ချောင်းဆိုးလာပြန်သည်သူပစက်ထဲမှငန်ညှိညှိအရသာရှိသောတတွေများသာထွာလာနေသည်အချိန်သည်ကုံမန်းမသိကုံသွားသည်ဟူကီထံမှနောက်ဆုံးတက်ပြင်းချတဲ့တဲ့ကိုကြားလိုက်ရ၏ဟူကီသည် သူဘတော်မှကစားခွင့်ရတော်မည်မဟုတ်သောဘောလုံးပွဲအကြောင်းကို တွေးရင်အသက်ပြောက်သွားခဲ့ရ၏တကယ်တော့အက်ကွဲချိမွှလျက်ရှိသောနှလုံးသားကြောင့်တိတ်ဆုံးရခြင်းပေသည်ရောဘတ်သည်ဟူဂီဤနှဖူးကိုနှမ်းလိုက်သည်ဟူဂီဤလက်များကို ဟာရီဤလက်များကဲ့သို့တစ်ဖက်ပေါ်တစ်ဖက်ရှေ့၍တင်ထားပြီးရင်အားထုတ်သည် သူသည်ထိုအလုပ်ကိုပင် ဖြစ်မြောက်အောင်မလုပ်နိုင်အစမတန်အားနေနေပြီဖြစ်၏ ချောင်းဆိုးရံပင်အမရှိတော့သူသည်ဖျားသခင်အားအာရုံပြု၍ဆုတောင်းသည်ချောင်းသည်အဆက်မပြတ်ဆိုးလာပြတ်သဖြင့်ဖြောင်ဖြောင်တန်တန်ပင်ဆုမတောင်းနိုင်ရောဘတ်၏အတွေ့များသည်ဟိုရောက်သည့်ယောက်နှင့်တလေလေဖြစ်လျက်ရှိ၏သူသည်အလုံးထဲတွင်ကျမ်းမာခြင်းအညံ့ဆုံးလူဖြစ်သည် သူ့ဘာလျက်နှင့်နောက်ဆုံးကျမ်းမာတေးရမည်အဖြစ်သည်ထူးဆန်းလာသည်ဟုထင်သည် သူသည် သူ့ချောင်းကသူ့ကိုမတတ်နိုင်ဟုအမည်ပြောခဲ့တော်သူဖြစ်သည် သူစကားသည်မနေ၏အခုသူသိရင်လေသူချောင်းစုယောဂါကတန့်၍တည်ခြင်းမဟုတ်သူစိတ်သည်ဝမ်ဘက်သို့ရောက်သွားသည် သူနှင့်ဒေးဗစ်တို့ငါးများနေကြသည် သူသားကြီးဒေးဗစ်နှင့်ငါးများထွက်ခဲ့ရသည်များကို သူမမေ့နိုင်ဒေးဗစ်ငယ်စဉ်ကငါးဘလူများခဲ့ရသည်ကိုသူသင်ပေးခဲ့ရ၏ပထမဆုံးငါးတကောင်ကိုရခဲ့စဉ်ကဒေးဗစ်ပျော်မြူးနေလျက်ရှိသည်ကိုပြန်လည်မြင်ရောင်မိသည် သူအတွက် အလွန်လှပသည့်တဘာဝရှုခင်းလေးတစ်ခုဖြစ်ခဲ့သည်မဟုတ်ပါလောအချိန်သည်ကုန်လျက်ပင်ရှိသည်ရောဘတ်သည်မျက်လုံးများကိုဖွင့်ထားသည်သူ့ဧကတ်ထဲမှဖျောင်းတိုင်အတူကလေးကို ထုတ်ယူပြီးထွန်လိုက်သည် သူ့အဖော်ရိရှိစဉ်ကဤဖျောင်းတိုင်ကလေးကိုပတ်သုံးလိုက်ရတနာစရာကောင်းလာသည် သူအသက်သေးရမည်ဆိုပါက အမောင်ထဲမှာတော့မသေးခြင်းဖျောင်းတိုင်သည်အဝါရောက်မီတာကလေးဖြင့်ရောဘတ်၏ပပလေးမှာ လူသိအလောက်များကို ထိုးပြနေသည်သူကိုယ်တိုင်မကြမီတေးရတော်မြေကို သူသိနေသည် သူသည်တေးရမြေကိုမကြောက်တေးချင်းနှစ်ပတ်သက်၍ဘောက်ကုန်းမှလည်းထွေထွေထူးထူးမတွေ့တော်တော်လေသူမသိခင်သူ့သားကြီးဒေးဗစ်ထန်တို့စာလေးတစ်စောင်ရေးခဲ့ခြင်းလာပါ၏သူသည်ဒေးဗစ်ကိုအလွန်ချစ်ခဲ့သည်မဟုတ်ပါလားသူသည်အိတ်ကထဲမှမဆုဆောင်ကလေးကို ထုတ်ယူသည်ပြီးတော့ ခဲရန်နဲ့စကုတရွယ်သူဘာရေးရမည်နီတပင်တပန်စဉ်းစားသည်ထို့နောက်စာကိုဖြည်းဖြည်းချင်းရေးသည်ချစ်သောဒေးဗစ်သူတို့ကအဖေကို တွေ့ကြတဲ့အချိန်ကြာရင်မင်းဒီစာကိုရမှာပါအဖေတို့လည်းအကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ကြတာပဲဖလက်ထဲမှာအပေါက်ဖောက်ပြီးထွက်ခဲ့ကြတာပဲအဖေတယ်လီဖုန်းဆက်ခဲ့တော့ Richard Barras က သူကိုစကပအပေါက်ဖက်ကိုထွက်ဖို့ညွန်ကြားခဲ့တယ်။ဒါပေမဲ့ဒီအပြုတ်ဖြတ်ပုံကြီးကဒုရှိမပိတ်နေတော့ဒုထွက်လို့မရတော့ဘူး။ဟူကြီးတော့အခုပဲစုံသွားပြီ။ဝေဒနာမခံစားရပဲတေးသွားတာ။ဒုဆုတောင်းပွဲလုပ်ရပါတယ်လို့မင်းအမေကိုပြောလိုက်ပါ။မင်းဘဝမှာအောင်မြင်မှုရတဲ့သူဖြစ်အောင်ကြိုးစားလိမ့်မယ်လို့အဖေမျှော်လင့်ထားတယ်။မင်းရဲ့အဖေ။သူတို့ စာကိုကိုင်ကဘာများရေးစရာကြံသေးတယ်ဟုစဉ်းစားနေသည်ထို့နောက်အောက်နားမှစာတကြောင်းကိုထပ်ရေးသည် Richard Barrus ညွန်ကြားရမန်နေအတွက်သူ့စီမှာဒီတွင်ဟောင်းရဲ့ပုံစံတွေမြေပုံတွေရှိနေလိမ့်မယ်ထင်တယ်သူသည်စာကိုခောက်လိုက်ပြီးသူ့စွတ်ချင်းအင်ဂျီရှိတဲ့တဲ့တွင်လူမြင်သာအောင်ထိုးထည့်ထားလိုက်သည် သူသည်ပြူကျနေသောခေါင်းမိုးကိုကျုံးနှင်မြေပြေးထိုင်သည် အမောင်တို့သည် သူ့အုံနောက်အတွင်သို့မျောဝင်လာသည် သူသည်ချောင်းအစပပြက်ဆူလာပြန်သည်ဤချောင်းဆူယောဂါသည် သူသူ့အားထို့နောက်သူခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်းပြုတ်ခွေကလဲကျသွားသည် သူသည်မြေပေါ်၌ပတ်လက်ဖြစ်နေသည်လက်နှစ်ဖက်သည်စန့်တန်းလျက်ရှိသည်တည်နေပြီဖြစ်သောမျက်လုံးများသည် ပွင့်နေကြသည် သူသည် သူ၏တည်နေနေပြီဖြစ်သောရဲဘော်ရဲဘက်များသား၌ လေးလျောက်လျက်ရှိသည်ဖျောင်းတိုင်တူကလေးသည်တဖြည်းဖြည်းနှင့်အရေပျော်ကြကနောက်ဆုံးတွင်ဖြတ်ခနဲငိမ့်သွားလေ၏။မြက်ကျွန်းကြောင့်မီတွေတွင်ဘေးအန္တရာယ်ကြရမှုခြင်းနှင့်ပတ်သက်၍နိုင်ငံတော်အစိုးရသည်ကြောင့်မီတွေတွင်များအပ်ဥပဒေပေါ်ပုံမှား83ရာဖြစ်ပေါ်လာစေခဲ့သည့်အကြောင်းရင်းများနှင့်အခြေအနေများကိုသိရှိစေရန်စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့၍စစ်ဆေးခဲ့သည်။ရင်းစုံစမ်းစစ်ဆေးမှုသည်ပြည်ဆောင်ခါနေနေပေပြီး လင့်လန်းရှိမြို့တော်ခမာရဲတွင်ပြည်သက်များဖြင့်ပြည့်ကျက်နေသည်ရုပ်ပြဖက်လမ်းပေါ်၌ရက်နေကြသည့်လူအုပ်စုများမှလည်းအများအပြားမူလွယ်ပိုင်း၏ပူပြင်းသောနေရောင်သည်တရားရုံးခမ်းမအတွင်သို့အပြင်ပရင်းပုံများမှတဆင့်တိုးဝင်လျက်ရှိ၏တရားခွင်တွင်စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌဟင်နရီဒရမွန်သည် နေရာယူထားသည် သူနှင့်အတူအတတ်ပညာပိုင်းဆိုင်ရာစစ်ဆေးမှုများအတွင် ကုညီရမြင့်ရဖြစ်အရာရှိနှင့်တတူတွင်ဌာနမှဒုတိယစစ်ဆေးရေးမှုချုပ်တို့လည်းရှိနေကြသည် ထို့အပြင်လည်းခမ်းမကြီးတဲ့တွင်တိုင်းစစ်ဆေးရေးမှုနှင့်ခရိုင်စစ်ဆေးရေးမှုမစ္စတာဂျင်းနေတို့သည်တတူတွင်ဌာန၏ကိုယ်စားလှယ်များအဖြစ်ရောက်ရှိနေကြသည်ခမ်းမရဲ၌ Neptune ချုပ်ဝီတွေတွင် လုပ်ငန်းပိုင်ရှင် Richard Barris ၏ရှိနေသည့်တိုင်းနေကဆယ်မြို့မှမစ္စတာဂျွန်ဘင်နမင်းကစီလွတ်ထားသည့်ကိုယ်စားလှယ်ရှိနေသည် မစ္စတာလင်တန်ပရော့စကိုကလည်းရှိနေသည်။စုံစမ်းစစ်ဆေးရေးကော်မတီတွင်ဗြိတိန်နိုင်ငံလုံးဆိုင်ရာတပ်တူတွင် အလသမားများအဖွဲ့ချုပ်မှကိုယ်စားလှယ်များဖြစ်ကြသောလွတ်တော်အမတ်ဟာရီနူချင်းနှင့်ဂျင်ဒက်ဂျီယွန်တို့လည်းအဖွဲ့ဝင်များအဖြစ်ပါဝင်ကြသည်။တွန်ဟက်ဒွန်သည်စလစ်ကေးမျိုးချုပ်မိတွေတွင်အလသမားများအဖွဲ့မှကိုယ်စားလှယ်အဖြစ်ပါဝင်သည်။တိုင်နီကက်ဆယ်မှာရှိနေသည့်မစ္စတာဝီလျံစ်နက်တီတည်ဆုံသွားသူအလုသမားများ၏ မိခိုသူများ၏ကိုယ်စားလှယ်အဖြစ်ယုံခံထဲ၌ရောက်ရှိနေသည်ရှင်းတို့အထဲတွင်တတုတွင်တထေးကြီးလော့တ်ခဲ၏ကိုယ်စားလှယ်အဖြစ်အငိမ့်စာကာနေကတ်စကွိုင်းလေပါဝင်သည်သူကတော့အမှုစစ်ဆေးခြင်းကိုလိလာနားထောင်ရန်ရောက်လာခဲ့ခြင်းဖြစ်ပေသည်ရှေ့ဆုံးတန်းထိုင်ခုများ၌ထိုင်နေကြသောသူများမှာမာစတာရစ်ချတ်ဘာရက်စ်နှင့်သူသားအာသာဘာရက်စ်အမ်စထရောင်းဟက်စ်ပက်နှင့်နက်ဂျွန်းစဝီတို့တွင်လုပ်ငန်းမှာ အရာရှိများဖြစ်သည်အနောက်ဖက်တပ်သေးခုံတန်းတွင်မူ David Jet Reedy Holly Oakley နှင့်အလုပ်သမားတချို့ထိုင်နေကြသည်သူတို့သည်လွတ်တော်အမတ် Harry Nuchin A အနောက်၌ထိုင်နေကြခြင်းဖြစ်သည်ယင်းတို့၏အနောက်တွင်မူသိဆုံးသွားသောအလုပ်သမားများ၏ဇနီးသားသမီးများနှင့်ဆွေမျိုးများက နေရာယူထားကြသည် အများစုသည် အမျိုးသမီးများဖြစ်၍အပေါ်စားအနှံ့ရောက်ဝတ်စုံများကို ဝတ်ထားကြသည် ်အဝါချုံလာသူများဟူ၍အနေငယ်မြတ်သားပါ၏အလုံးအိမျက်နှာများသည်ညူးငယ်နေကြသည်ခမ်းမာရဲရှိကျန်သောနေရာများတွင်မူကြောက်မိတွေတွင်အလုသမားများနှင့်မြို့သူမြို့သားများကနေရာယူထားကြသဖြင့်နောက်ထပ်လူနေစရာတလက်မပင်မကျန်တော့ပေ1914ခုနှစ်ဇူလိုင်လ29ရက်နေ့မှစ၍စုံစမ်းစစ်ဆေးရေးကော်မတီသည်ယင်းလုပ်ငန်းကိုအစပြုခဲ့ခြင်းဖြစ်၍ရခုအခါတွင်6ရက်တင်းတင်းပြေခဲ့ပြီးဖြစ်လေသည် စစ်ဆေးရ၌လည်းတနည်းကုန်သည့်အထက်စစ်ဆေးခြင်းဖြစ်၍ရက်နာခြင်းကိုတခဏမျှသာပေးသည် တရားရုံးခန်းထဲတွင်စကားပြောသံများကိုသာကြားနေရသည်တက်သေးပေါင်း94ရောက်ကိုချိန်ချင်းအထက်ထက်ခေါ်ယူစစ်ဆေးခဲ့သည်မိကုံပေါင်းအမြောက်များကိုကြားခဲ့ကြရသည်စကားလုံးများသည်အတော်အပြန်ရှိနေခဲ့ကြပြီးနာကြီးသောခါတီသောထောက်ခံသောကန့်ကွက်သောဒေါသပေါသောစကားလုံးပေါင်းများစွာကို ကြားသိခဲ့ကြရသည် ဤအထဲတွင်ဟက်ဒွန်သည်လူပုတူဖြစ်နေသည်သူဤဒေါသသည် ခက်ကြံကြံခက်ရဲရဲပြုံးစုံမှုများသည်ယုံထဲ၌တော်တော်ယုတ်ယုတ်ဖြစ်စေခဲ့သည်ဖြစ်ရာဩကထာဤတတိပေးထိမ့်သိမ့်မှုကို မကြာခဏခံခဲ့ရသည်ဂျင်တက်ဂျီယုံနယူဂျင်းကာနေဂတ်စကွိုင်းလင်တန်ရော့စကိုစသည် လူတော်လူမော်များဤပညာပါသောလိမ္မာပန်းလက်သောစကားများကို နောက်ထောင်ခွင့်ရကြရသည်မှာပညာဘဟုတုတတိုးတက်မှုကိုဖြစ်စေသည် မြို့တော်ပင်ဖြစ်စေစုံစမ်းစစ်ဆေးရေးအဖွဲ့၏လုပ်ငန်းသည်ပြီးဆုံးပြီတော့မည် Linton Roads ကိုသည် ယခုလောလောဆယ်တွင်ဥက္ကဋ္ဌ၏ရှေ့မောက်၌ရပ်နေသည်သူသည်နန်နာယီထူကရေကတပ်သေးများကိုစစ်ဆေးမေးမြန်းနေခြင်းဖြစ်၏ Roads ကို၏အမှုအရာနှင့်ပုံပတ်သည်ဇက်ဆန်လာခြင်းသည်ယခုလည်းသူသည်ဥက္ကဋ္ဌဘက်သို့လှည့်၍ရပ်လိုက်သည် အခန်းထဲတွင်တိတ်ဆိတ်သွားသည်ဥက္ကဋ္ဌမှရှောက်လွားတင်ဖို့စီစဉ်ထားသလား Master Roads ကို Linton Rothko မှာဒါက Master Richard Burris အပေါ်မှာတည်နေပါရခင်ဗျာနောက်ဆုံးအကြိမ်ဖြစ် သူ့ကိုပြန်ခေါ်ပြီးစစ်ဆေးလိုက်ရင်တော့ဒီကိစ္စကိုကျွန်တော်ဆုံးဖြတ်နိုင်ဖို့ရှိပါတယ်ဥက္ကဋ္ဌမှာဒါဆိုရင်လဲခေါ်ပါ Master Rothko Richard Burris အားခေါ်သည် Burris သည်သူ့နေရာမှချက်ချင်းထကသက်သေနေရာတွင်ဝင်ရက်သည်သူသည် တုံတက်မှတ်မှတ်ရက်ကမိလာသမ ्या ကိုဖြေရန်အသင့်ဆောင်နေသည် သူ့ပါမရသည်ဖြူရောဖြော့တော့နေကြသည်အသာသည် သူ့ထိုင်နေသည့်နေရာတွင်ဥကောင်းကိုငုံထားသည် သူ့မျက်လုံးများကိုလည်းကျန်းပင်ထက်သို့ဆူးဆိုင်ထားသည်သူ့မျက်နှာကိုဘယ်သူကမှမမြင်စေရန်လှုပ်ထားခြင်းဖြစ်လေသည်လင်တန်ရော့စ်ကိုမှနောက်တစ်ချိန်ထပ်ပြီးခေါ်ရတဲ့အတွက်ခမည်းကိုဒုက္ခပေးသလိုဖြစ်နေတော်ကိုခွင့်လပါကျွန်တော်အနေနဲ့ထပ်ပြီးတော့အလေးအနက်ပြုခြင်းနဲ့အချက်တချို့ရှိနေလို့ပါခင်ဗျာ။ခင်ဗျားအနေနဲ့ခင်ဗျားဟာ နက်ကျွန်းချောင်းမီသွေးလုပ်ငန်းပိုင်ရှင်နှစ်30အတွေ့အကြုံရှိခဲ့တဲ့တတ္တုတွင်းအင်ဂျင်နီယာတယောက်လို့ပြောသွားခဲ့တယ်ထင်ပါတယ်။မှန်ပါသလား။ Boris Ma မမာရီ Linden Rothko Ma တတ္တုတွင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ခမည်းရဲ့အတွေ့အကြုံဟာဘယ်နည်းနဲ့မဆိုကျေဝွင့်နိုင်မယ်လို့ထင်ပါတယ်။ဟုတ်ပါသလား။ဟုတ်ပါတယ်။အဲ့ဒီလိုပြောနိုင်ပါလိမ့်မယ်။ Linden Rothko Ma ခမည်းအနေနဲ့နက်ပချွန်တွင်းဟောင်းတွေကရေရီပြည့်နေတဲ့လောက်ွက်နာကတာယိုးကိုကြောင်မီတွေဆတ်တူးတော့တခြားဘာရီများလို့ဖို့စိတ်ကူးများရှိခဲ့ဖူးသေးတယ်လေဘာရစ်မမရှိခဲ့ပါဘူးလင်တန်ရော့စ်ကုန်းမှာအလွယ်ဆုံးဖြစ်အောင်အများနားလည်နိုင်တဲ့စကားနဲ့ပဲမိပြစေခမည်းကိုခမည်းညီအောက်ပဲနေရာမှာရောက်နေတယ်ဆိုတာကိုသိဖို့လွတ်မြောက်ဖို့အတွက်နီလန်းနဲ့လမ်းရှိတယ်မဟုတ်လားပထမလမ်းကအပေါ်ဖောက်သွားတဲ့နီလန်း ဒုတိယနိလန်ကတော့မြေအောက်အနေအထားနဲ့ပတ်သက်တဲ့ပုံစံတွေမတ်တန်မဆုတွေကိုပြင်ကြည့်ပြီးရှားတဲ့နိလန်ပဲအဲ့ဒီနှမျိုးပဲရှိတယ်လို့ထင်ပါတယ်မှန်ပါသလားမှန်ပါ रे ဒါပေမဲ့အပေါက်ဖောက်သွားတဲ့နေဟာအဲ့ဒီအပေါက်ကထွက်တဲ့လမ်းရှိမရှိခမည်းတေချာသိနိုင်မလားအဲ့ဒီတော့အားနဲ့ချက်တွေအများကြီးရှိလာနိုင်ပါပဲတကယ်စင်စစ်တော့အပေါက်ဖောက်သွားတဲ့နေဟာအကျိုးဖြစ်ထွန်းမှုလုံးဝမရှိပဲဖြစ်ချင်လဲဖြစ်မယ်အကျိုးဖြစ်ထွန်းမှုနည်းနည်းပါးပါးပဲ ရချင်းလေးရမယ်။အဲ့ဒီသဘောတော့ရှိတယ်မဟုတ်လား။ဘာရတ်ကအခုလိုအဖြစ်မျိုးမှာတော့အဲ့ဒါမျိုးတွေမရှိနိုင်ပါဘူး။ဒုတိယနီးနဲ့ပတ်သက်လို့ခမည်းစီမှာ Neptune ချုပ်မီတွေတွင်းဟောင်းလုကွက်တွေရဲ့မက်တန်တွေပုံစံတွေခမည်းစီမှာရှိပါသလား။မရှိပါဘူး။တကယ်လို့အဲ့ဒီပုံစံတွေရှိမယ်ဆိုရင်တိတ်ပြီးကြာနေတဲ့အတွက်အတော့မကြတော့ဘူးလို့ယူဆခြင်းလဲယူဆပြီးမှာပေါ့။ဒါပေမဲ့အဲ့ဒီပုံစံတွေဟာ ခမည်းလက်ထဲကိုလုံးဝရောက်မလာခဲ့ဘူးမဟုတ်လားဘာရက်စ်မလုံးဝရောက်မလာခဲ့ပါဘူးလင်တန်ရော့စ်ကိုဒီဒါဆိုရင်အခုကြာရောက်လာတဲ့ဘေးအန္တရာယ်မျိုးရှိလာလိမ့်မယ်ဆိုတာခမည်းကျူတင်ပြမခန့်မှန်းနိုင်ခဲ့ဘူးပေါ့ကျိုးကျောင်းဆင်ခြင်မှုအနေနဲ့ချင်းရင်ခမည်းရဲ့အဖြစ်ကအခုကြာရောက်သွားခဲ့တဲ့အန္တရာယ်ကြောင့်သေဆုံးပျက်စီးသွားကြရတဲ့လူတွေလို့ခံစားခဲ့ရတဲ့သဘောရှိနေတာပဲသူဒီဥက္ကဋ္ဌဘက်သို့လှည့်၍ ကျွန်တော်ပြန်ပြီးအလေးအနက်ပြုပေါ်ပြခြင်းတဲ့အချက်ကဒီအချက်ပါပဲခင်ဗျာမစ္စတာဘိုင်းရပ်စ်ကိုနောက်ထပ်မေးစရာမရှိတော့ပါဘူးဩက္ကဋ္ဌမှာဂျေဇုပဲမစ္စတာဘိုင်းရပ်စ်ဘိုင်းရပ်စ်ဒီတက်တဲ့ချန်ကလေးထဲမှာပြန်ထွက်လာသည် လူတိုင်းကသူ့အားချိန်နေမှန်းသိသဖြင့်ဦးခေါင်းကိုမှော်ထားသည် သူဤနေပုံထိုင်ပုံနှင့်ပြောပုံဆိုပုံများဒီငိမ့်အေးစိလာသည်ဖြင့်လူအများကသူ့ကိုအံ့ဩချီးမွမ်းနေကြသည် အခုလဲသူ့အကြောင်းတီတူပြောတယ်များနဲ့လက်ခုပ်တမ်းများကိုကြားချရသည်ဆုံးအထိလိုက်ပါနတ်စင်ပြီးခဲ့ကြတဲ့သူတူတယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင် နောက်ပိုင်းမှာလဲစိတ်ဝင်စားစရာအခန်းဆက်တွေကိုဆက်လက်ပြီးဖတ်ပြပြီးတော့မှဖြစ်တဲ့အတွက်စောင့်မျှော်နတ်စင်အားပေးကြပါဦးရှင် channel ကို like and subscribe လုပ်ချဖို့လဲမမေ့ပါနဲ့နော်အလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်ရှင်ကေကျူးတန်ခမ်းအောင်စနေအောင်